နောက်ထပ်အဆီဇင်တွေရှိပါတယ်နောက်ထပ်အဆီဇင်တစ်ခုကတော့ကျွန်တော်တို့ဒီတစ်ခေါက်မှာထူးထူးခြားခြားနိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်တဲ့ထောင်တွင်းမှာတွေ့ကြုံဖြစ်တန်းခဲ့ရတဲ့အတွေ့အကြုံတွေရှိတယ်အဲစီဒီအန်စစ်ဆရာဝန်ဒေါက်တာရဲတေစာထက်ကနေပြီးတော့အကျဉ်းထောင်ထဲမှာသူဘလို့ဖြတ်တန်းခဲ့ရတယ်အဲဒီအကြောင်းအရာတွေနဲ့ချိန်ထိုးပြီးတော့အမေစုကိုအမေစုကရောအကျဉ်းထောင်ထဲမှာအခုဆိုရင်ဘလို့မျိုးဖြတ်တန်းနေရမလဲဆိုတော့ အဲအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုကိုပြောပြတင်ဆက်ပေးမှာဖြစ်ပါတယ်ဒေါက်တာကြီးဖိတ်ခေါ်ပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျာ ဟုတ်ကဲ့ကိုကြားတယ်ကိုဆက်ပြောပါဗျာဟုတ်အာဒီနေ့အချိန်ကြာရောက်လဲပေါ့နော်နိုင်ငံရေးလွတ်လပ်ရေးဖခင်ဘုရားအောင်ဆိုင်ရင်1130ပြည့်မိနစ်အချိန်ခါမှာအာကျင်းပတယ်ပေါ့နော်မေဆူရ180ပြည့်မိနစ်ကမ်ပိန်းမှာပေါင်းခွင့်ရတဲ့အတွက်အခုပြီးတော့ဒီမိနစ်ကမ်ပိန်းမှာ ဟိုတော့ diet ရှိကြတဲ့လူအားလုံးအကုန်လုံးကိုလည်းကျွန်တော်ကျေးဇူးတင်ကြအောင်ဆိုပထမပြောချင်ပါတယ်ကျွန်တော်ကတော့ဒေါက်တာရေနေစာတဖြစ်ပါတယ်အမ်ဦးစားပထမပေါ့နော်ဟောဒီအမေစုရဲ့နှိရှိစပြမှုနဲ့ campaign ကိုပြင်ပြအောင်စီစဉ်တဲ့ကိုထိန်လင်းကိုခင်မစ္စတာခင်ကိုဂျိန်း ကိုရဲကိုအောင်စတဲ့အဲ organizer များနဲ့ပါဝင်ခဲ့ကြတဲ့ဒီလူမြညာရှင်များခန္ဓာဒုတိယပညာရှင်များနဲ့အတူကျွန်တော်တို့ဒီအထင်ကြီးဖြစ်တဲ့ပေါ့နော်ဘဝမှာပါဝင်ရအောင်ဖိတ်ကြတဲ့အခွင့်အရေးဆိုလဲကျေးဇူးတင်ကြောင်းပြောကြလို့ပါမယ်ဘူဂျောင်းဆန်ကနိုင်ငံအတွက်ပေါ့နော်တပ်ပြီးခဲ့တဲ့ လွတ်လပ်ရေးဖာကီတုံဖြစ်သလိုဘုကြောင့်ဆန်သမီးဖြစ်တဲ့တောင်ဆန်စုကြည်အမေစုကလည်းမြန်မာနိုင်ငံအတွက်ပေါ့နော်ဒီမိုကရေစီရရှိအောင်နှစ်30ကျော်နှစ်40မိပါတပိုင်းဝင်ခဲ့တဲ့နိုင်ငံကောင်းဆောင်ဒီမိုကရေစီကောင်းဆောင်တူဖြစ်ပါတယ်အမေစုကဒီနှစ်ပေါင်း30ကျော်နှစ်40အတွင်းမြန်မာနိုင်ငံဒီမိုကရေစီရရှိအောင်ကျိုးစားနေစဉ်ကာလမှာပေါ့နော်ဒီစစ်တရဲ့အာ အကြိမ်ကြိမ်သောနောက်ဆက်ခြင်းဖန်စီချုပ်နှောင်ခြင်းအလုံခြံခြင်းကိုကြုံခဲ့ရပါတယ်ဗောနော်အထဲမှာမှာအာပို့ပြီးတော့အထင်ကြီးဖြစ်တယ်အဆိုးအဝါဆုံးလည်းဖြစ်တယ်2030မှာကြုံခဲ့ရတယ်ဒီပဲအရင်ကတော့အဆိုးအဝါဆုံးဖြစ်ပါတယ်ကျွန်တော်ဘာကြောင့်ဗောနော်ဒီပဲရေးကင်းကိုပြောရလဲဆိုရင် ကျွန်တော်လူမဲ့သား၁၁နှစ်ခန့်ပါเนาะကျွန်တော်စစ်တပ်ကကျွန်တော်ကိုလိုက်လံဖမ်းဆီးခြင်းခံခဲ့ရပါတယ်ဟဲ့ဖမ်းခဲ့ရတဲ့အကြောင်းကတော့ကျွန်တော်ကစစ်ဆေးအောင်တယောက်ဖြစ်တယ်စစ်ဆေးအောင်တယောက်ဖြစ်တဲ့အတွက်ဒီပေါ့เนาะဒီစစ်တပ်ကမတရားအတင်အဓမ္မပေါ့เนาะစမှုတမ်းကိုခေါ်ဆောင်တာကအခုမှမဟုတ်ဘူးနော်အဲ့ဒါတော့လုပ်ကြတယ်ပေါ့နော်အဲ့ဒါကလုပ်ခဲ့တဲ့အသက်မပြည့်တဲ့ကလေးတွေကိုဆိုတာစစ်စစ်ချက်ပေါ့နော်အောင်လို့တော့ကျွန်တော်လက်မှတ်ထိုးရတဲ့တောင်းပေါ့ ယူရတဲ့ကာလပေါ့နော်အချိန်မှာကျွန်တော်အရာလုံးမမလုပ်ခဲ့ဘူးပေါ့နော်မလုပ်ဘဲနဲ့ကျွန်တော်အကောင့်တော့ဟိုစိတ်စကြမပေးဘူးအောင်မပေးဘူးပြီးတော့အောင်မပေးတဲ့အပြင်ကိုဒီကလေးတွေလုပြဖို့အတွက်လည်းကျွန်တော်အခွင့်အရေးတစ်ခုနဲ့ပေါင်းပြီးတော့ဒီရတာတရားနဲ့ပေါ့တော့ဘုနော်အစုံနဲ့လည်းပေါ့နော်ရတာနဲ့ပေါ့မတော်လည်းလွတ်မြောက်လာကြူစားပြရဘုနော်အဲ့အတွက်စက်ကောင်စီလိုက်လံဖန်စီခြင်းအတရားခံရရတယ်အဲကျွန်တော်အဲကာလပတ်ပြေးနေရတော့ဘုနော် ပပီးနေရတဲ့အချိန်မှာနောက်ဆုံးကျွန်တော်မမီတော့မိသားစုကိုချိန်ကြောက်တာလည်းပါလာပဲကျွန်တော်ထုံကြတာပြုချက်ခဲ့တယ်ဗောနော်အဲ့တော့ကျွန်တော်တိုက်ပိတ်ထုံကြတယ်အဲတိုက်ပိတ်ထုံကြခဲ့တဲ့အချိန်မှာဆုံးနာကျွန်တော်ပြုခဲ့တဲ့ဒီဘဲရေးခင်မှာလောက်ကြံခဲ့တယ်ဗောနော်အဓိကဦးတန်းရွှေနဲ့ဦးခင်ညွန့်တို့ရဲ့လက်ကင်တို့ဖြစ်တဲ့ဦးတင်လာနဲ့ပြုခဲ့တယ်ဗောနော်အဲ့တော့ကျွန်တော်တင်လာအောင်မေးခဲ့တယ်။ဘာကြောင့်ပေါ့နော်နိုင်ငံအထင်ကြီးရပေါ့ကောဒီမိုကရေစီအရေးကိုလှုပ်ရှားနေတယ်လို့ဖြစ်တဲ့မျိုးစုပေါ့နော်။ဘာကြောင့်လှုပ်ကြံရတာလဲ။ဒါမှားတဲ့အချက်ပဲကျွန်တော်မေးတော့သူကတော့ပြောပါတယ်။ဟုတ်တင်လာပါနော်။ အတူအသက်ရှိနေတော့သူဒီကကျွန်တော်ပြောတဲ့စကားသူတွေ့သူပြန်မှမမှန်ပါဘူးကျွန်တော်အဲ့တော့သူပြောလဲဆိုတော့ခိုင်းလို့လုပ်တယ်ဆိုတဲ့စကားသူပြောခဲ့တယ်ဒါတော့ကျွန်တော်မကြိုက်ဘူးပေါ့နော်အာဒါဒါလေးပြောခဲ့တယ်ပေါ့အဲ့တော့ကျွန်တော်အဲ့တိုက်ပိတ်ကြီးကာလအတွင်းမှာကြုံခဲ့ရတဲ့ဒီထောင်သားတယောက်နေတယ်ပေါ့ကြုံခဲ့ရတဲ့အခက်အခဲကိုကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ကြုံခဲ့ရတာတော့ဟိုတနည်းဆိုတဲ့ကာလဖြစ်ပြင်မဲ့ဒီကျွန်တော်ရဲ့စီနီယာဖြစ်တဲ့နိုင်ငံရဲ့အကျဉ်းသားအောင်ကြီးရဲ့လောက်တော့ကျွန်တော်ဟိုပါပေါ့နော် ခက်ခဲတယ်ပြောရရင်လိုအပ်ချက်ရှိကောင်းရှိပါလိမ့်မယ်အဲ့တော့ဒီထောင်ကြားတဲ့ကာလမှာတိုက်ပိကာလမှာကျွန်တော်ကြုံခဲ့ရတာတွေကဘာလဲဆိုရင်ကျွန်တော်ဆရာဝန်တစ်ယောက်ဖြစ်တဲ့အတွက်ဒီထောင်သားတွေရဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဥစားပြီးပြောချင်ပါတယ်ဘောနော်။ဟိုဂျုံတွေကခက်ခဲရတော့အများကြီးပေါ့နော်။အဲဒီထောင်တွေမှာဂျုံခဲ့တဲ့ခက်တဲ့အများကြီးအထက်မှာမှကျတော့ထောင်သားတယောက်တွေပဲဂျုံခဲ့တယ်ကျမ်းမာရေးအရှုထောင်ပဲကျွန်တော်ပြောချင်တယ်ကျွန်တော်ကလည်းလက်ဆက်အောင်ဖြစ်နေတော့လေ။အဲ့တော့အဲ့တော့ဒီထောင်သားတွေကဘာကြီးကျောင်းလဲဆိုတော့တစ်ချက်သူတို့ဒီ တောက်ရင်တောက်ရင်ခေါင်းစာမရရှိဘူးပေါ့နော်တောက်ရင်လည်းမရရှိတောက်ရင်လည်းခေါင်းခေါင်းခေါင်းရမရရှိဘူးအဲကျွန်တော်ကြားခဲ့တဲ့ထောင်ဆိုရင်တော့ရေရှားတဲ့ကာလဆိုရင်တော့သုံးရက်မှတစ်ခါတော့ကျွန်တော်ရေချိုးရတယ်အဲ့တော့ကျွန်တော်တို့ပဲပြောလဲတော့ထောင်တစ်ခုလုံးမှာကျွန်တော်တို့ဒီထောင်သားအားလုံးပေါ့နော်အာကျွန်တော်ဒီပါရေရယောဂဆွဲကတ်ပေါ့နော်ဆွဲကတ်ရေရယောဂတွေဆွဲကတ်တယ်လို့ရှိရင်သွားနေကတွင်ယောဂတွေဆွဲကတ်တယ်နောက်တစ်ခါကျတော့ထောင်မှာစေမိကန်းလေးရှိတယ်ထောင်မှာစေမိကန်းလေးရှိပေမဲ့ထောင်သားတိုင်းကဒီစေမိကန်းကိုပြောက်ွက်မှရှိဘူး ထောင်ဆောင်ကလာကျင်တဲ့ချိန်လာတယ်မလာကျင်တဲ့ချိန်မလာဘူးအဲ့တော့ထောင်မှာသနာမျိုးတယောက်ရှိတယ်သနာမျိုးတယောက်ကလည်းသူကတပတ်မှာ၂ရက်၃ရက်လောက်လာပုံမှန်ဆိုရင်တော့တို့ရဲ့ routine ရတော့ရှိတယ်လို့ပြောပေမဲ့တကယ်တော့တို့ကအမြဲတမ်းမလာဘူးပေါ့နော်အဲ့တော့ကျွန်တော်ကဒီနေရာမှာပေါ့နော်တိုက်ပိတ်နေပြီးမှလည်းအဲကျွန်တော်ပေါ့နော်ဒီထောင်တောင်းကြတဲ့ဒီထောင်ဝန်ထမ်းတွေကျွန်တော်ပြောကြည့်ရတာပေါ့နော်ဒီလိုဒီလိုဖြစ်နေတဲ့ဆိုရင်လက်ရှိထောင်သားတွေမှာကျမကြီးမကောင်းတာဖြစ်နေမယ်ကျွန်တော် ပေါ့နော်တရားနယ်ဘက်ကနေကျွန်တော်ကူပေးခြင်းလဲဆိုပြောတော့သူကလည်းဒီကျွန်တော်အချိန်ကန့်တန့်နေပြီးတယ်ဥမာကျွန်တော်မနက်9:00ကျော်ကနေ17:00အထိဆိုရင်ကျွန်တော်ဒီ CB ကမှကျွန်တော်တွားပြီးတော့လောက်အပ်ပြီးတယ်ပေါ့နော်အဲလောက်အပ်ပြီးတဲ့သဘောပါလို့ဆိုတော့ကျွန်တော် authority မရှိဘူးလေအဲ့တော့ကျွန်တော်တွားလောက်အပ်ပြီးတဲ့အချိန်မှာကျွန်တော်လုပ်ပေးနိုင်တာချင်လုပ်ပေးခဲ့တယ်ပေါ့နော်အဲ့တော့ဒီကာလမှာကျွန်တော်ကြုံခဲ့တာကထောင်တိုက်ပိတ်ပေါ့နော်ကာလမှာကြုံကြုံခဲ့တာဒီဘလောက်တောင်စိုးရွားလဲဆိုရင်ပေါ့နော်အာ စားတော့ဆင်းရဲတယ်အနေတိုင်းဆင်းရဲတယ်အဲပြီးတော့ရှင်ကျမ်းမာရရှိတော့ဆိုရင်ကျွန်တော်တို့ဆေးရောင်ဝယ်လို့မရအောင်အပြင်ကနေလည်းတိုက်မိတ်ဖြစ်နေတဲ့အတွက်ကျွန်တော်တို့ဆေးထားဖို့လည်းကျွန်တော်တို့လက်မခံဘူးအခုကကြတော့ကျွန်တော်တို့ဒီအဲ့တွေပေါ့ထောင်ဝင်စားပေါ့ထောင်ဝင်စားကျွန်တော်တို့တွေ့ခွင့်မရှိအမျိုးမျိုးပေါ့တော့ကျွန်တော်တို့ဒါချုပ်ချိန်ထားတာပေါ့နော်အဲကျန်တဲ့တောင်သားတွေကြတော့တွေ့ခွင့်ရတယ်ဆိုရင်ကျွန်တော်တို့ပတ်စံပေးပြီးမှကျွန်တော်တို့တွေ့ခွင့်ရတာလေးရှိရှိခဲ့တယ်ပေါ့နော်ကျွန်တော်လည်းအဲဒီဆေးတွေလိုလိုချင်တယ် အဲမကုတ်ကြမ်းမရတော့ဘောနော်မကျွန်တော်ဆိုကြည့်ကျွန်တော်ကိုယ်တိုင်လည်းအရင်ပြယောဂအတုံးကခံခဲ့တယ်ဗောဒီဆော့ကက်ခံခဲ့ရတယ်အတုံးအားဆိုရင်ကျွန်တော်ဆေးလိုချင်တော့အဆေးလေးတွေကိုဒီနာပြူရနဲ့တဆင့်ဗောနော်အင်ုံဆက်သွင်းပြီးမှာပြီးဖို့ကျွန်တော်ဆိုအကူကြီးတောင်းပြီးတော့ကွယ်ခဲ့ခဲ့ရတယ်ဗောနော်အဲ့လိုမျိုးတွေကျွန်တော်ကြုံကြုံခဲ့ရတယ်ဗောနော်အဲ့လိုပဲကျွန်တော်ကြုံခဲ့ရတယ်လို့လက်ရှိဗောနော်2021ဘာသာသိပြီးနောက်ပိုင်းအနေပြီးတော့အခုလက်ရှိ2025အထိ ပေါ့နော်ဒီလေးနှစ်တာကာလအတွင်းမှာစက္ကအစပေါ့နော်စက္ကောင်စီရဲ့ပတရားဖန်စီချွန်းအောင်ပြခံရတဲ့မေစုကလည်းဒီလိုမျိုးပုံစံနဲ့ကြုံရမယ်လို့ကျွန်တော်အတိအကျပြောရပါတယ်အဲရေပြာယောဂဆွတ်ကတ်နေမလားပေါ့နော်အမေကရေပြာယောဂဆွတ်ကတ်နေမလားတောင်းနေကြတဲ့ယောဂတွေရှိနေမလားတက်ရွယ်ကြီးရွနာဖြစ်တဲ့အတွက်အယိုးနဲ့အကျော်ယောဂကအမြတ်ပြဿနာတက်နေပြီလေပြီးတော့အတက်ရွယ်ကြီးနေတာဖြစ်တဲ့အတွက်ယောဂအခန်းများ ကုသခွင့်များရှိလားဒီထက်ပိုဆိုးတာတယ်ကြုံနေမလားဆိုတာကိုကျွန်တော်ပြောချင်ပါတယ်ပေါ့နော်အဲ့တော့ဒီတော့ဒီထောင်ထဲမှာကြာနေစကားလာပြီးမှာကျွန်တော်တို့ဒီဆေးကုလို့များတဲ့အပြင်ကိုပေါ့နော်ထောင်သားတရရဲ့ဟောများပေါ့နော်ကန်ဆိုးစွာနဲ့ပေါ့ဟိုအတန်တည်းရဲ့ဤတဲ့အတန်တည်းရဲ့ဆုံးရှုံးလိုက်ရတာပြည့်စုံမျိုးကြုံခဲ့ရင်ကျွန်တော်ဒီအပြင်တည်းမပေါက်တဲ့အထီကိုဖုံလွှမ်းခြင်းခံခဲ့ရပါတယ်ပေါ့နော်ဒါကျွန်တော်ကိုတွေ့ ုံခဲ့ရတဲ့ဖြစ်စဉ်တွေပါပေါ့နော်အဲ့လိုပဲဒီလိုမျိုးသတင်းထိတ်ချန်ထားသလိုပေါ့နော်အမျိုးစုရဲ့ကျမကြီးအခြေအနေဒီကလည်းကျွန်တော်အထင်ဒီစကားစာပေါ့နော်ဟိုကျွန်တော်တို့သတင်းပေါက်မကြအောင်အပြေမထွက်ခင်းချုပ်ထားမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်အချက်အလက်တွေဟိုပေါ့နော်ကျွန်တော်သွန်လိုက်နေ ကျွန်တော်သိပါတယ်ဥမာကိုထိန်လင်းမစ္စတာကျန်နေပြီးတော့အမေအတွက်ဆောင်ပေးတာလေးတွေစာလေးတွေရေးတာလေးဆိုရင်လည်းဒါကျွန်တော်တွေ့ပါတယ်ပေါ့နော်သို့တော်ဒီဟာတွေကကျွန်တော်လိုတိုက်ပိတ်တော့မှမရောက်ခဲ့ဘူးဆိုရင်အမေလိုမျိုးဘေးစုလိုမျိုးပုံပုံဆိုရင်ပုံပြီးတော့မှသူတို့တင်းကျပ်မှာပါအပေါ်ဦးတော်လည်းမရောက်ဘူးပေါ့နော်။ဒါတော့အားလောက်ထင်အောင်တို့တွေရုံမှမယ်အထင်ရှိပါတယ်။အဲ့တော့ကျွန်တော်ငွေငွေချုပ်အနေနဲ့ပြောမယ်ဆိုရင်2021 ဒီစကားစာအာဏာတင်းကျန်စပြီးတော့ဗောနော်အခုလက်ရှိချင်းဒီမတရားဖန်ဆင်းချုပ်နှောင်ခြင်းခံရတယ်သမရာကြီးငွေမြေနိုင်ငံတော်တာဝန်ပုဂ္ဂိုလ်အမေစုနဲ့အတူနိုင်ငံရေးကျင်းသားများအားလုံးယောဂဗေယကင်ဝေးပါစေတက်ရှိချမ်းမပါစေလို့ဆုတောင်းမေတ္တာပို့သရင်ကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့အမေစုပြောခဲ့တဲ့အမေစုရေးခဲ့တဲ့စကားလေးနဲ့အစာသားလေးနဲ့ကျွန်တော်အဆုံးသတ်ချင်ပါတယ် မေစုကဒီစကားကိုပေါ့နော်ဒီအာနာနဲ့ပတ်သက်ပြီးတော့လည်းပြောခဲ့သလိုဒီလုံမြောက်ခြင်းပေါ့နော်ကြိုက်အောင်ခြင်းရတယ်လုံမြောက်ခြင်းဆိုတဲ့စကားလေးလည်းသူပြောခဲ့ပါတယ်ဒီဟာကျွန်တော်အမေစုကအင်္ဂလိပ်လိုပြောခဲ့ရေးခဲ့တာပေါ့နော်အဲ့ဒါကိုကျွန်တော်အင်္ဂလိပ်လိုပဲတိုက်ရိုက်ပြောခြင်းပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ပမာတော့ပြန်လိုက်လို့ရှိရင်အမေစုရဲ့အာပေါ်နဲ့ဝေရောမှာဆုံးလို့ဖြစ်ပါတယ် တော့ဒေကုန်းချုပ်လေးနဲ့ဒီစာပိုင်လေးအပိုင်ပေါ့ကျွန်တော်ပြောပြပြနေတဲ့ဒေကုန်းချုပ်ကိုပြပါတော့ပြောချင်ပါတယ်အဲဒီစာသားလေးကတော့ဒီအာနန္ဒပတ္တိပြောတဲ့စာသားလေးကတော့ it is not the power that corrupts but fear fear of losing power corrupts those who read it and fear of the scourge of power corrupts those who are subject to it ဆိုတဲ့စာသားလေးဖြစ်ပါတယ် now တခုကကြတော့ ဒီကြောက်ရွံ့ခြင်းအနေနဲ့ကုန်းဝေးမှာဆိုတဲ့စာသားလေးတစ်ပိုင်းကတော့ဒါမျိုးအများဆုံးသုံးတဲ့စာသားလေးဖြစ်ပါတယ်။ဒီကမှာလည်းဖော်ပြခြင်းခံရပါတယ်ဗောနော်။ဒီစာသားလေးကတော့ the only real prison is fear and the only real freedom is freedom from fear ဆိုတဲ့စာသားလေးဖြစ်ပါတယ်။ဟုတ်အခုလို့ကျွန်တော်ဗောနော်ဒီအထင်ကရဖြစ်တဲ့အမေစုရ80ပြည့်ငွေနဲ့ကံပေးပါပေါင်းနဲ့ရတာဟော ကျွန်တော်တို့နိုင်ငံတော်ရဲ့လုံလေဖခင်ဖြစ်တဲ့ပေါ်ကျိုးအောင်ဆန်းရဲ့ဝင်ဒီမှာဟိုဒီလိုမျိုးပေါ့နော်လိုင်းထွေနဲ့ပါဝင်ရတဲ့အတွက်ကောအကုန်လုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ပြတဲ့တူချင်းစင်လည်းကျေးဇူးတင်ပါတယ်လို့ဆုတောင်းမေတ္တာပို့တာရင်းကြတာဒီကုန်းချပြချက်ခင်ဗျဟုတ်ကဲ့ပါဒေါက်တာရေးဒေတာထက်ခင်ဗျအခုလိုမျိုးအဲဖြတ်တန်းတွေ့ကြုံရတာတွေကိုချိန်ဆပြီးတော့ပြည်သူလူထုကိုတရင်စကားပေးပြောကြပြတဲ့အတွက်ကျွန်တော်တို့အားလုံးကကျေးဇူးတင်ပါတယ်အဲ့တော့နောက်ထပ်ကျွန်တော်တို့